မင်္ဂလာပါဆရာငယ်ပါခင်ဗျာနော်ဆရာက2025ခုနှစ်အောက်တိုဘာလတလတာအဲမိတ်ဆွေတို့အတွက်ဟောစတန်းကြီးကိုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာနော်အဲမိတ်ဆွေတို့2025ခုနှစ်ဆယ်လပိုင်းအတွက်တလစာဟောစတန်းကိုမဟောကြားမိမှာအဲမန္တလေးကဆရာငယ်မိတ်ဆွေများဆရာငယ်နဲ့တွေ့ကျင်နေဆိုလို့ရှိရင်ဆရာ24 24 25အစာကြီးကွန်တိုမှာရှိပါတယ်ခင်ဗျာဒါလေးတစ်ခုဆရာတရင်ကောင်းပါလိုက်ပါတယ်ကဲဟောစတန်းကိုစားလိုက်ကြရအောင် နမောတတဘဂဝတော်အရဟတော်တမန်တံဗုဒ္ဓတာတဏနာနှစ်2569ခုနှစ်မြန်မာတောက်ရက်1388ခုနှစ်တရင်ကျော့ပဇောင်မိုးလာအတွက်ဟောစဒန်2025ခုနှစ်ဆယ်လပိုင်းအောက်တိုဘာလအတွက်တလဆာဟောစဒန်နဲ့ချောင်းရဆောင်ရဘုရားကဟောကြားပေးမှာဖြစ်ပါတယ်ဤလအတွင်6ရက်ဆယ်လ2025တနင်္လာနေ့ဟာတရင်ကျော့လာပြီနေလည်းဖြစ်ပြီးတော့ပြက်တရားရလည်းဖြစ်ပါတယ် 20ရက်10လ2025တနင်္လာနေ့ဟာတရင်ကျော်လောက်ွယ်နေ့ပြသနာနေ့လည်းဖြစ်ပါတယ်။ဒါကြောင့်ဒီလအပြင်မှာတနင်္လာနေ့ဒီကြည့်ပဲ6ရက်10လ2025ဟာတရင်ကျော်လပြည့်နေ့ဖြစ်ပြီးတော့20ရက်10လ2025တနင်္လာနေ့ဟာတရင်ကျော်လောက်ွယ်နေ့ဖြစ်ပါတယ်ခင်ဗျာ။ဒီလအပြင်မှာငကားကောင်းအရှိတ်အရက်တို့လှည့်ပါတယ်။ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမီးကအနောက်ရက်တို့အတိအကျတည်ရှိနေကြပါတယ်။ ။ဒါကြောင့်နတ်နဲ့နဂါမလဲစားနဲ့ဆိုတဲ့အတိုင်းဆရာငယ်ရဲ့မိတ်ဆွေများအဲဝါလဲကျွပြီဆိုတော့အိုးအိမ်ရှမ်းမင်းနေရာထိုင်ခင်းအပြောင်းလဲအပြောင်းရွှေ့နဲ့ပတ်သက်တာလေရှေးထုံးလဲမပဲကောင်းဈေးထုံးလဲမလွယ်ကောင်းဆိုတဲ့အတိုင်းပဲနတ်နဲ့နဂါမလဲစားဖို့လိုအပ်ကြောင်းလဲဆရာကထားလောင်းပြောရင်းနဲ့ဒီလအတွင်းမှာနဂါကောင်းဟာအရှိရတူလှဲ့ပါတယ်။ထို့အတူအဓိကကတော့အရှိပေါ့နော်တောင်းထို့အတူဝမ်းကတောင်းရက်ကြောကမြောက်ရက်အမီးကမြောက်ရက်တို့အတိအကျဒီရှိနေကြပါတယ်ခင်ဗျာ။ဒီရက်ဆယ်လာပိုင်းအတွင်းမှာဆိုရင် ကျမ်းမာရေးနဲ့ပတ်သက်လာရင်အထူးသဖြင့်လူအများအာယုံကြောနဲ့ပတ်သက်သောအရာတွေဥကောင်းနဲ့ပတ်သက်တာတွေတိုက်ကြိုက်ခဲနာကျင်ရတာမျိုးတွေအဖြစ်များတက်ပြီးတဲ့အခါဝမ်းပိုက်နဲ့ပတ်သက်တာတွေငဘောကအရှိကံအဟောင်းမူလဖြစ်ရဲ့မိတ်ဆွေများလေထိုးလေအောင်များကိုတတိထားစင်ကြရတတ်တော့တတိပြုရန်လိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျာ ဒီလကအတော်တွေမှာဆိုရင်အလှကုန်ပစ္စည်းတွေဖန်စီပစ္စည်းတွေအိမ်တွင်းအလှဆင်မှုဆိုင်ရာလုပ်ငန်းတွေအအယောင်းဝယ်နှေးတက်သောအယောင်းဝယ်ပါတက်သောကာလဖြစ်တဲ့အတွက်အလှကုန်နဲ့ပတ်သက်တာတွေအလှပစ္စည်းတွေဖန်စီပစ္စည်းတွေဒီဇိုင်းတွေဒီကိုရေးရှင်းတွေအိမ်တွင်းအလှဆင်လုပ်ငန်းဆိုင်ရာလုပ်ငန်းလေးတွေမှာတော့အနှဲငယ်လေးအိတ်တက်သောကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီရွှေစည်းဟာအကြပတ်မှာအမြင့်ဘတ်တို့အနှဲငယ်ရောက်ရှိနိုင်တော်လဲမငြိမ်မသက်ဖြစ်တတ်ခြင်းပုံသေးမရှိခြင်းတွေဖြစ်ရတတ်သောလာဖြစ်ပါတယ်ဤလာတာတော်တွေမှာ မိတ်ဆွေအားလုံးအထူးသတိပြုဆင်ခြင်လိုပါတယ်အထူးသဖြင့်အလုတ်ကိုင်နဲ့ပတ်သက်လာရင်ဘယ်သူမှမစိုးလုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်ရင်အလုတ်ပြိုင်နေအလုံများတတ်တာမျိုးလုပ်ငန်းပြိုင်နေအလုံများတတ်တာမျိုး ကြုံရတော်ကြောက်ဘာကိုဖြစ်ဖြစ်ကိုကနည်းနည်းလေးပုံမတိုးရှက်ပြီးလှုပ်ဆောင်လာမှာတော်ကကြမယ်လဖြစ်တဲ့အတွက်အလုပ်ကိုင်းနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အလုပ်ပြိုင်လုပ်ငန်းပြိုင်တွေအင်မတန်များသောကာလလုပ်ငန်းအပြိုင်ဆိုင်တွေကိုလုံးငယ်လက်ကိစ္စတွေချမပြတာပုံမကောင်းမွန်တော့လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်နေရာထိုင်ခင်းအိုးအိမ်ရှမ်းပြည်နဲ့ပတ်သက်ပြီးတော့အပြောင်းအလဲအပြောင်းရွှေ့ပြုလုပ်ရန်အတွက်အင်မတန်အားသာကောင်းမွန်တော့လာအပြောင်းလဲအပြောင်းရွှေ့လုပ်ရန်အတွက်ခြေတို့ဆောင်ရလှုပ်ဆောင်တင်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ ်ခရီးသွားဆိုင်ရာကိစ္စများဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများယာရုအပြောင်းလဲနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့လုပ်ငန်းများအိုးအိတ်ရှမ်းပြည်နဲ့ကိစ္စနဲ့ပတ်သက်တဲ့လုပ်ငန်းများနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးအပြောင်းလဲပြီးပြတ်အောင်စုံအောက်လုပ်လို့တဲ့မိတ်ဆွေများအဲရုံးကလန်နာဆိုင်ရာကိစ္စအမှုကိစ္စဆိုင်ရာတွေကိုပြီးပြတ်အောင်ပြောဆိုတင်တော့လာဖြစ်ပြီးတော့ခြေတူဆောင်ရွက်ရန်အတွက်တော့အားသာခြင်းတွေတိုးတက်နေတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီလဟာတရွာမှာကောင်း သူကောင်တရားမပြောင်းသူကောင်မဖြစ်ဆိုရဲဆိုရိုးတိုင်းအစင်မပြေမှုတွေမိတ်ဆွေတို့နေနဲ့ဘာကိုလုပ်လို့အခက်အခဲအကျက်တွေပေါ်နေတဲ့မိတ်ဆွေများအဖို့ကတော့တရားမပြောင်းသူကောင်မဖြစ်ဆိုတဲ့အတိုင်းပဲရှေ့တိုးဆောင်ရပြီးအပြောင်းလဲနဲ့ရှေ့တိုးဆောင်ရရင်အားသာကောင်းမှုတိုးတက်နိုင်ပါတယ်ခင်ဗျလုပ်ငန်းကိုင်ခန့်နဲ့ပတ်သက်ပြီးတော့အရာရာကိုအစင်မပြေရုန်းကန်နေရသူများအနေနဲ့ကတော့ဘာကိုဖြစ်ဖြစ်မိမိအမိနဲ့တဦးတယောက်ထဲဆောင်ရွက်လုပ်ကန်ချင်းတဲ့ ဥပမာကိုဇနီးမယားကိုဖြစ်စေသားသမီးကိုဖြစ်စေလုပ်ငန်းသူဆွေမျိုးမိခင်တဦးတယောက်ကိုဇတိရောင်းလိုက်ရောင်းလိုက်တာမျိုးဥပမာကိုဇတိမင်းမင်းတို့ကငါခိုင်းနေဆိုပြီးရောင်းလိုက်တာမျိုးကမိတ်ဆွေတို့ရဲ့အဲကံကညံ့နေတဲ့ကံတွေဟာထိုးသူကိုဇတိရောင်းပြီးကိုကပြန်လုပ်ပေးတာမျိုးစာရုပ်စာတမ်းအတူလေးနဲ့ရောင်းနေပွားဆိုပြီးတော့ရောင်းလိုက်တာမျိုးခလေးလေးလို့ဆိုခမဲပေးတဲ့လိုမျိုးလှုပ်လိုက်လို့ရှိရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိုင်ကန်တွေကြန့်ကြာနေမှုတွေအားလုံးဟာအစဉ်ပြေလျှောမှုတွေသွားစီမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ ယာရုလုပ်ငန်းကိုင်နဲ့ပြောင်းရွှေ့လှုပ်ဆောင်လို့သူများလုပ်ငန်းနေရာအစ်ဆက်တွင်စီလို့တော့မိတ်ဆွေများကိုဒီလာတာတော့ဒီမှာဘာကုမတုံဆိုင်မနေပဲရှေ့လို့ဆောင်ရရန်ကောင်းသောကာလဖြစ်တယ်လူငယ်များမေတ္တာရင်းနဲ့ပတ်တိုင်စံအားတက်နေပြီးတော့မျက်နှာပွင့်လန်းစီပြီးသမီးသားများအနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်အရှိရေးမှဆိုလို့ရှိရင်အနှဲငယ် AD ASA ဖြစ်ရတော့ညာလေအိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းနှလွာပေါက်မှတရွတ်ဆိုတဲ့အတိုင်းရှေ့လို့ဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်စေနိုင်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်မိတ်ဆွေတို့အဲ ဟိုတမီးကြီးသားများလူငယ်များအနေနဲ့အိမ်တော်ပြုရစိတ်ဆက်ရန်လူကြီးမိဘအနေနဲ့တွေ့ဆုံခြင်းဟာအာသာကောင်းမှုတို့တက်ပြီးအဲဆရာငယ်နားမှာမင်္ဂလာရက်လာကြီးလဲကြရပါတယ်ခင်ဗျာအိမ်တော်ကြီးမှဆိုရင်တော့အိမ်တော်ဖက်နဲ့ပတ်သက်လာရင်တဦးနဲ့တူတယောက်နဲ့တယောက်အပြိုင်ဆိုင်လေးတွေဖြစ်ရတတ်တော်လာဖြစ်ပြီးတော့အဲတုံးနဲ့တူတယောက်နဲ့တယောက်အိုးအိမ်ရှမ်းပြည်ကိစ္စလေးတွေကြောင်းနင်ကဒါဆိုရင်ငါကဟိုကဟိုနင်ကဟိုကဆိုရင်ငါကဒါဆိုပြီးအပြိုင်ဆိုင်ဖြစ်ရတတ်သောကာလဖြစ်ကြောင်းနဲ့အိုးအိမ်ရှမ်းပြည်ကိစ္စလုပ်ငန်းကိစ္စလေးတွေမှာမိသားစုမိမိအိမ်အောင်ဘက်နဲ့ပတ်သက်လို့ညှိနှိုင်းမရတာမျိုးလေးတွေပြဿနာအရှိတင်ညှင်းခေါ်ရတာမျိုးတွေဖြစ်ရတတ်တယ် တို့ရတဲ့ငကူကအစင်မပြေတော့မိတ်ဆွေများပြဿနာများကိုခြေတိုးပြီးတော့เนาะဟိုဒေါသကိုခြေတန်းတင်ပြီးဆုံးဖြတ်တာတစ်ဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုယူပြီးတော့တိတိရှာရှာတဦးရဲ့သဘောတဦးကနိုင်နေချက်ချက်မေးပြီးအဖြေရှာရင်အသာကောင်းမှုပြီးတော့တိုးတက်စေနိုင်တော့လားဖြစ်ပါတယ်။ဤလာအတွင်းမှာကံကောင်းစေတော့အယောင်ဟာခိုးပြာရောင်အပန်းရောင်အနီရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးအသာကောင်းမှုတော့လားဖြစ်ပါတယ်ခင်ဗျ။ဒီလက္ခဏာတော့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါကျလို့ရှိရင် မိတ်ဆွေတို့အနေနဲ့အဲဒီဆယ်လာပိုင်းတွေမှာဆိုရင်အချိန်ခါပြရတော့ဆယ်လာပိုင်း2ရက်နေ9ရက်နေနဲ့17ရက်နေဒီမှာအင်္ဂလိပ်လိုပဲပြောပါမယ်ဆယ်လာပိုင်း2ရက်9ရက်10ရက်17ရက်နေတွေဟာမိတ်ဆွေတို့ရကံကိုတိုးတက်ပြီးခြေတို့ဆောင်ရွက်ရအာသာကောင်းမှပါလေအိမ်ဆောက်ပနက်ရရေတွင်တုလို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေမိပါများဒီဆယ်လာပိုင်းဒီမှာဆို9ရက်28ရက်နေဒီမှာအိမ်ဆောက်ရှင်းပနက်ရရှင်ပြုလို့ရင်အာသာကောင်းမှပြီးတော့ရှင်ပြုရဟန်းခံအိတ်တက်မင်္ဂလာခါပြုလို့လို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေများဒီရက်ဆယ်လာပိုင်းအောက်တိုဘာလ10ရက် 26ရက်နဲ့31ရက်နေ့ဒီမှာရှေ့လူဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်စိဆက်လက်ထမင်္ဂလာပြုလုပ်လို့တဲ့ဇန်ငယ်မိတ်ဆွေမိဘများအနေနဲ့ကတော့ဒီရက်အောက်တိုဘာလ6ရက်18ရက်22ရက်နေ့ဒီမှာပြုလုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီရက်ဆယ်လာပိုင်းကအတွင်းမှာမိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအောင်မြင်စီပြီးအဋိဋ္ဌံပြုလို့တဲ့ဇာငရဲမိတ်ဆွေမိဘများအနေနဲ့ အရာရာကိုလူရပြည့်ဖို့အောင်မြင်ခြင်းတွေရရှိစေဖို့အတွက်ဆိုလို့ရှိရင်တော့အဋိဋ္ဌံပြုလို့လူတပ္ပဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့နော်ပထောက်သားနဲ့ပထောက်သားနဲ့ပုတိအားဆိုတော့ဘုံတော်ပတိကိုတနေ့ကိုဟလာပတိကိုတနေ့ကိုသုံးပတ်နှုံးနဲ့ခုနှစ်ရက်တိတိအဋိဋ္ဌံပြုပါကမိတ်ဆွေတို့ရဲ့ကြံ့ကြာနေတဲ့လုပ်ငန်းတွေခက်ခဲနေတဲ့လုပ်ငန်းတွေ လမ်းစာပြောက်နေတာလေအားလုံးဟာဘာကိုလုတ်တင်တယ်လဲဘာကိုရှိတူဆောင်ရတဲ့တယ်လဲဆိုတော့ကွဲကွဲပြားပြားပုံမဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့ကဲပထောက်သားနဲ့ပုရိအားဆိုတော့မြတ်စွာဘုရားရှင်ရဲ့ဂုံတော်ကိုမွန်ချင်းအဖြစ်ခုနှစ်ရက်တိတိအဋ္ဌံပြုပါကအောင်မြင်တိုးတက်နိုင်ပါတယ်ခင်ဗျဒီလတာတော်တွင်မှာဈေးဆိုင်လုပ်ငန်းကိုင်ကမိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာလက်ပိတ်နေရင်လက်ပွင့်စီဖို့အတွက်အဆက်ဆက်ရအောင်မြင်အစီအပြီးတိုးတက်ဇေယံလို့ငါမိတ်ဆွေတို့အနေနဲ့ လောပကပါလာနတ်ရုပ်ကလေးတခုပေါ့မိမိတို့ရဲ့ဟိုတယ်တို့မိမိတို့ရဲ့ဈေးဆိုင်တို့မိမိတို့ရဲ့အိမ်ခန်းတို့ဈေးဆိုင်ဆိုင်အဆက်ရှိတဲ့အမြင့်တနေရာမှာတင်ပြီးတော့လောကပါလာနတ်ရုပ်ကလေးကိုအမွှေးနှံ့တာလေးစွဖြန်းပေးခြင်းဖြင့်မိတ်ဆွေတို့ရဲ့ပိတ်နေသောလက်တွေပြန်လည်ပွင့်လန်းစေပြီးကျင်းတွေအောင်မြင်တို့တက်စီမှာအတေကြပဲဖြစ်ပါတယ်ခမရဒါအပြင်ဆံငယ်အနေနဲ့မိတ်ဆွေတို့ကို2025ခုနှစ်ဆယ်လာပိုင်းအတွက်စကားလက်ဆောင်ပေးခြင်းပါတယ်ခမရစကားလက်ဆောင်ဆိုတော့ဆရာကလာတိုင်းပြီးနေကြပါမိတ်ဆွေတို့အနေနဲ့2025ခုနှစ်အောက်တိုဘာလအတွက်ဆံငယ်အနေနဲ့စကားလက်ဆောင်ပေးရရင် မိတ်ဆွေအိမ်မက်တွေဆိုအိမ်မက်ကောင်းတွေကိုတင်မှတ်တဲ့အခါအိမ်မက်ကောင်းတွေကနေမှတ်ရင်노ထလာတဲ့အခါမှာထိုအိမ်မက်တွေကိုလက်တွေကြကြထပြီးတော့အကောင်ထဲပေါ်လိုက်ပါသို့မဟုတ်ပဲတင်ဆက်အိမ်နေမယ်ဆိုရင်တော့ဖြင့်တင့်ကိုတင်မနစ်တတ်တော့သူဖြစ်ပါလိမ့်မယ်ပြန်ပြောပြပါမယ်ခင်ဗျာ2025ခုနှစ်အောက်တိုဘာလအတွက်စကားလက်ဆောင်လေးပြရတော့မိတ်ဆွေတင်ဟာအိမ်မက်ကောင်းတွေမှတ်ရင်노ထလာတဲ့အခါမှာထိုအိမ်မက်တွေကိုလက်တွေကြကြအကောင်ထဲပေါ်လိုက်ပါ တို့နီးမဟုတ်မိတ်ဆွေဟာစက်အိတ်နေအောင်မယ်ဆိုရင်တော့ဖြင့်တင့်ကိုတင်မရှင်းနှစ်တတ်သူဖြစ်လိမ့်မယ်လို့ပြောရင်းနဲ့ဤက2025ဆယ်လပိုင်းကဟောဇလန်ပြီရန်ငယ်မိတ်ဆွေမိပါတွေအားလုံး2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာအဆက်ဆက်အရရအောင်မြင်လို့ယတနာစိန်ကြောက်စေတောက်တိုင်းကစားနိုင်ကြပါစီခင်ဗျတတ်နေတဘူးလောက်ဝင်ဖြုတ်ခဲ့သူစီးစိန်ဥစ္စာများတူပွားပြီးတဲ့အခါယတနာဟုတ်လားကိုယတနာတွေစိန်နေစေတောက်ကကစားနိုင်ပြီးတော့အောင်မြင်မှုအပေါင်းတရကူဆောင်ကြပါစီမန္တလေးရဆရာငယ်မိတ်ဆွေတွေအားလုံး ဆရာစီကိုတွေးကြတယ်ပါဆိုရင်ဆရာကိုခွန်ကိုတုံညာနဲ့ကိုတုံညာလေးတက်လျှောက်ဝတ်အပ် Telegram မှာဖြစ်စေ Viber မှာဖြစ်စေ Pay Messenger မှာစင်းကြိုတင်ထားပြပါနဲ့ဗီဒီယိုမင်းများလို့သူများလည်းအဲ့ဒီမှာဆက်သွယ်မင်းများထားလို့ကြောင့်ဆရာကပြောရင်းနဲ့ကဲဆရာမိတ်ဆွေတွေအားလုံးတနေသားကျစီစီမှာပြန်တွေ့ပါမယ်ခင်ဗျာယေရှုတင်ပါတယ်